အမေရိကန်ကဗင်နီဇွဲလားကိုအချိန်မီဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်တယ်လို့ခင်နေပြီမလဲတကယ်လို့ခွေးတော်ဂျောင်းပိတ်ရရင်ပြန်ကြိုက်မယ်ဆိုတဲ့ပုံစံပါပဲဗင်နီဇွဲလားကလည်းတကယ်လို့အမေရိကန်သားဝင်တိုက်ရင်တော့ရုရှားစီကရထားတဲ့ဒီလက်နက်သာတုံးလိုက်ရင်အမေရိကန်အထိနာမှာအမှန်ပါပဲပါလေပါလေဆိုတော့ဗင်နီဇွဲလားမှာရုရှားလိုခေအေး31တင်းမောဖြတ်ဒုံးကြီးတွေအများပြားရှိကြောင်းသတင်းတွေထွက်ပေါ်လာတာပဲဖြစ်ပါတယ် အမေရိကန်ရဲ့စစ်သင်္ဘောကြီးဒေသတကယ်လို့ဗင်နီဇွဲလားကမ်းခြေကိုကပ်ပြီဆိုတာနဲ့ကပ်ဖို့ပြင်နေတဲ့ကာလမှာဒီဒုံးကြီးတွေကိုဗင်နီဇွဲလားကသုံးမှာပါတေချာပေါ့အမေရိကန်စစ်သင်္ဘောတွေအထိနာဝနာမှာဖြစ်ပါတယ်အမေရိကန်အနေနဲ့နိုင်ကောင်းနိုင်ပေမဲ့ပေးဆက်မှုကတော့ကြီးသွားနိုင်ပါလိမ့်ဒါကြောင့်အမေရိကန်ပြည်ထောင်စုဟာစိုးရိမ်ပူပန်မှုတွေမြင့်တက်လာပါလိမ့်ဒီတဲ့နော်မှန်ကန်တော့ Caribbean ဒေသမှာရှိတဲ့စီးရဲချိန်ခွင့်လျာကိုတိကျတာပြောင်းလဲစေနိုင်တဲ့အပုံစံတစ်ခုဖြစ်သွားနိုင်ပါလိမ့် မရှိဘူးလို့လည်းမပြောနိုင်ပါဘူး။ဘာလို့လဲဆိုတော့တောင်အမေရိကတိုက်မှာဗင်နီဇွဲလားလို့ကျူးပါတို့ဟာရုရှားနဲ့တကယ့်ကိုခင်မင်ရည်တဲ့မဟာမိတ်နိုင်ငံတွေဖြစ်ပါလေ။ရုရှားစီကစစ်ပက်လက်နက်ပေါင်းပေါင်းများစွာဝယ်ယူနေတဲ့နိုင်ငံတွေလည်းဖြစ်ပါလေ။ပြောရမယ်ဆိုရင်တော့အသေးစိတ်အစဉ်ကစားရအမေရိကန်ထောင်လိုင်းနဲ့ကာကွယ်ရေးလေးလာတုံးသက်သူတွေဟာတောင်ပိုင်းကာရိဘီယံပင်လယ်မှာလက်ပတ်နေတဲ့ မိုက်ကန်ရေတပ်သင်းမိုးတွေအတွက်လားလာရှိတဲ့ချိန်ချမှုတစ်ခုဖြစ်လာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေဖြစ်နေပြီးဒီအခြေအနေကိုခုရပိုင်းတွင်အနီးကပ်ဆောင်ကြည့်နေပါလိမ့်ပြောရမယ်ဆိုတော့ KA31 ဒေါင်းကြီးဟာအမြန်နှောင်းကအရန်ကိုခလိမြန်ပါလိမ့် Master 3ထက်တော်မှာကျော်လွန်နေဆိုပါတယ်စစ်သင်းမိုးတွေကိုတိတိကျကျမြန်မာစွာပြတ်မှတ်ထားဖို့ဒီဇိုင်းထုတ်ထားပါတယ် ကရာဂတ်ကိုထောက်ပံ့ပေးထားတဲ့မျိုးကွဲပေါ်မူတည်ပြီးဒုံးကျည်အထိရောက်တဲ့အကွာအဝေးဟာကီလိုမီတာ250ထိရှိပါလိမ့်။ဗီနီဇွဲလာကိုတိသားထင်ရှားတဲ့ရေကြောင်းတိုက်ခိုက်မှုစွန့်ရင်းကိုပေးစွမ်းနိုင်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ပါလိမ့်။ဗီနီဇွဲလားစစ်တပ်ဟာအမေရိကန်လိုလေနေသင်းမောကြီးတွေအများအများမပိုင်ဆိုင်ထားပေမဲ့ဒီလိုအန်ဒီရဲ့ပေးနိုင်တဲ့ဖြတ်သင်းမောဖြတ်တုံးတွေရှိတာကလည်းအမှန်ပါဒီထုတ်ပြန်ချက်ဟာ ဝါရှင်တန်နဲ့ဗင်နီဇွဲလာကြားတင်းမှမှုတွေမြင့်တဲ့ချိန်မှာထွက်ပေါ်လာတာပါ။ဘရိတ်ကင်ဟမ်ကြောင့်တင်းမကမူရစေဝါတိုက်ဖြတ်ရေးနဲ့လုံခြုံရေးဆိုင်ရာအဓိကစစ်စင်ရေးခေါင်းစဉ်တစ်ခုအောက်မှာကာရီဘီယံကို F-35B ကိုပြောက်တက်လေရင်နေစစ်သင်္ဘောရှစ်စင်းနဲ့တပ်ဖွဲ့ဝင်6000ကျော်ဆီလွတ်ပါတယ်။အချိန်တည်းမှာပဲသမ္မတနီကိုလတ်စ်မာရူကအမေရိကန်စင်အားစုစုမှုဟာမကြောင်သိမှုနှစ်တွေအတွင်းဗင်နီဇွဲလာချုပ်ချာအာဏာအတွက်အကြီးမားဆုံးချိန်ချောင်းမှုဆိုပြီးတော့ဖော်ပြပါတယ်။ ကာဝေးဆောင်ကြည့်သူတွေကခေသတိဝဒုံးကြီးတွေရရှိခြင်းဟာရုရှားရဲ့ပံ့ပိုးမှုနဲ့ဒီလက်နက်ကန်တပ်ဖွဲ့တွေကိုခင်မီအောင်ပြုလုပ်ဖို့နဲ့ပြင်ပဝင်ရောက်ဆက်ဖက်မှုကိုတားဆီးဖို့ဗင်နီဇွဲလာရဲ့ပုံမှုကျေပြန့်တဲ့ကြိုးပမ်းမှုရဲ့တစိတပိုင်းဖြစ်နိုင်ကြောင်းဖော်ပြနေပါလိမ့်။လက်ရှိမှာအမေရိကန်တပ်တွေဟာပနားမောင်းမှာစီးရီးလေးချင်းမှုတွေလုပ်နေပြီးဗင်နီဇွဲလာရဲ့ပိုင်နဲ့ရေးပြီးမှလည်းအမေရိကန်စစ်သည်ဘောကြီးတွေရောက်ရှိနေတဲ့အနေအထားရှိပါလိမ့်။အမေရိကန်ရဲ့ဘေးဖီရီတို့ဘုံတဲ့နေကြီးတွေဟာလည်းဗင်နီဇွဲလာကိုမကြာခဏဆိုသလိုအင်အားပြပြန့်တန်းနေတဲ့အနေအထားမှာရှိပါတယ်။ ဒလုံးချင်းဒီမှာတော့ဗင်နီဇွဲလားဘက်ကအတန်တိတ်နေတာဟာစိုးရိမ်မှုကောင်းတယ်ဆိုပြီးတော့အမေရိကန်လေးလာသူတွေက ပြောပါတယ်။နောက်တဲ့ဘုတ်ပြောချင်ပါတယ်။အမေရိကန်ရဲ့အရေးယူပေးဆုံမှုကြောင့်ရုရှားရေနံဝယ်ယူမှုတွေကိုတရုတ်လိုနိုင်ငံကတော့မှဆိုင်းငံ့လိုက်ရပါတယ်။ဒါပေမဲ့တရုတ်အနေနဲ့အမေရိကန်အနေနဲ့ဖိအားတွေဒီချက်ပုံမပေးဖို့ဆိုပြီးတတိပေးနေပြီဖြစ်ပါတယ်။အမေရိကန်သမ္မတခန့်ဟာရုရှားစီကရေနံအဓိကဝယ်ယူတဲ့နိုင်ငံတွေဖြစ်တဲ့တရုတ်နဲ့အိန္ဒိယကိုနှစ်ဖက်လုံးကိုဖိအားပေးနေတဲ့ခြေတွေမှာရှိပါတယ်။ အခုတော့အမေရိကန်ရဲ့ပြင်းထန်တဲ့ဖိအားအောက်မှာတရုတ်ကမလူးတာမလွန်တာဖြစ်နေတဲ့အခြေအနေမှာရှိပါတယ်။အခုသတင်းပတ်တမော်အမေရိကန်ထရန့်သမားထရန့်ကရုရှားရဲ့ကြီးဆုံးရင်းနှီးကမ္ဘာကြီးတစ်ခုဖြစ်တဲ့ Rosneft နဲ့ Lukoil တို့ကိုစီးပွားရေးပိတ်ဆို့ရေးယူကြောင်းတီးပြီးဆုံးဖြတ်ပါတယ်။အဲဒီနောက်မှာတော့တရုတ်ကုမ္ပဏီတွေကရုရှားရဲ့နိုင်ငံကိုပင်လယ်ရေကြောင်းကနေတင်ပို့မှုကိုဆိုင်းငံ့လိုက်တာဆိုပါတယ်။ရုရှားစီကအဓိကရေနံဝယ်လက်နိုင်ငံဖြစ်တဲ့အိန္ဒိယကလည်း အမေရိကန်ရဲ့အဲ့ဒီပိတ်ဆို့ရေးမှုကြောင့်ရုရှားရေနံကိုပင်လယ်ရေလမ်းကြောင်းကတင်သွင်းတဲ့ပမာဏအသေးသာလျှော့ချမယ်လို့ကြေညာထားပါတယ်။ထရန်ကယူကရိန်းစစ်ပွဲရစရေးတွေရုရှားဆိုရရဲ့ဝိလေကြောင့်ပဲလုံနေတဲ့ကိစ္စကိုဖိအားပေးဖို့ခုလိုအရေးယူပိတ်ဆို့မှုတွေတတ်မှတ်ခဲ့တာဖြစ်ကြောင်းဆိုပါတယ်။စစ်ပွဲသားရဲ့တောင်းရင်အဲ့ဒီပိတ်ဆို့မှုတွေလည်းအများဆုံးပြပြတော့မှာပါပြောပါတယ်တရုတ်စီးရပိုင်းရေနံလုပ်ငန်းတွေဖြစ်တဲ့ PetroChina, Sinopec, CNOOC, Changhua Inoha လက်ရှိ ဖြစ်နေတဲ့ ရေယူပိတ်ဆို့မှုငွာရတဲ့ကြောင့်ရုရှားရဲ့ပင်လယ်ရေကြောင်းရည်နဲ့တင်သွင်းမှုကိုအ ਨੇ စုံရေတိုကာလတစ်ခုထိရနာထားမယ်လို့နှိဇက်သူတွေကပြောပါတယ်။ကမ်နီလေကူကတော့ဒီဆုံးဖြတ်ချက်တွေပေါ်တရားဝင်မှတ်ချက်မပေးသေးပါဘူး။တရားဝရုရှားစီကလည်းဒီနေ့ကိုပြန်ပြရေနေစီပေါင်းတိတိမမ၄တန်းလောက်ထိကိုပင်လယ်ရေကြောင်းကနေတင်သွင်းနေတာဖြစ်ပါတယ်။အလီတကရေနံအများအပြားကိုရုရှားဆိုရပိုင်မဟုတ်တဲ့ပုပ်ကလီကရေနံချက်စုံတွေကနေမှာယူတာဖြစ်သည့်တိုင်အောင်အမေရိကန်ရဲ့ပိတ်ဆို့ရေယူမှုကြီးညာချက်ပြီးမှတော့ ဝယ်ယူမှုအများစုကိုတရုတ်ကဆိုင်းငံ့ထားလိုက်တာဖြစ်ပါတယ်။တစ်ဖက်မှာတော့ Rosneft နဲ့ Lukoil ဟာ ထောက်လို့တဲ့ရေနံအများစုကိုဂျာခန့်ကမ္ဘာတွေကတစဉ်တရုတ်စီတင်ပို့နေတယ်လို့လေးလာတောင်းတသူတွေကထောက်ပြပါတယ်။တရုတ်ကရုရှားစီကနေပိုင်လိုင်းသွတ်တမ်းပြီးတော့တင်သွင်းနေတဲ့ရေနံပမာဏကလည်းဒီနေ့ကိုစီကားလန်၉သိန်းလောက်ရှိပါတယ်။အဲ့ဒီရေနံအားလုံးကို PetroChina ကမ္ဘာကဝယ်ယူနေတာဖြစ်ပြီးအမေရိကန်ရဲ့အရေးယူပေးဆိုမှုကတော့အဲ့ဒီတင်သွင်းမှုလမ်းကြောင်းပေါ်မှာကြီးကြီးမားမားထိခိုက်စေဖွယ်မရှိကြောင်းသိရပါတယ်။လက်ရှိမှာတော့တရုတ်နဲ့အမေရိကန်ကြားထဲမှာကုန်သွယ်ရေးပြဿနာတွေဖြေရှင်းနေစေဖြစ်ပါတယ်။ နောက်ပြီးတော့တရုတ်သမ္မတရှီကျင်းဖင်ကကုန်သွယ်ရေးခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီးသမ္မတထွန်ရဲ့စိတ်ဆင်ညာမှုကလုံးဝမလုံလောက်ဘူးလို့ပြောကြားလာပါတယ်။အမေရိကန်ပြည်ထောင်စုကိုကာကွယ်ဖို့ဆိုရင်တော့တိကျသေးကြပြီးထိရောက်တဲ့စိတ်ဆင်ညာမှုတွေလိုအပ်တယ်လို့ရှီကျင်းဖင်ကပြောပါတယ်။တနည်းကအမေရိကန်ဒေါ်လာ660ဘီလီယံတန်ဖိုးရှိကမ္ဘာအကြီးဆုံးကုန်သွယ်ရေးငင်းပွားပွဲရာကိစ္စတွေကိုမချခဲ့တောင်ကိုရီးယားမှာကျင်းပမဲ့အေပက်စီးပွဲမှာနှစ်ယောက်သားအကြိတ်နဲ့ဆွေးနွေးမယ်လို့ယူဆပါတယ်။အောက်တိုဘာ31ရက်နေ့နိုဝင်ဘာ1ရက်နေ့ထိ တောင်ကိုရီးယားမှာကျင်းပမဲ့အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး APEC ထိပ်သီးအစည်းအဝေးကိုအမေရိကန်သမ္မတ Trump တက်မှာဖြစ်ပြီးတော့ APEC ထိပ်သီးအစည်းအဝေးပြင်ပမှာတရုတ်သမ္မတနဲ့အီးသန့်တွေ့ဆုံမှာဖြစ်ပါတယ် ။တွေ့ဆုံရမှာတော့ကုံသွေးရင်းနဲ့အခွန်ကိစ္စကိုဦးစားပေးဆွေးနွေးသွားမယ်ပြီ။တရုတ်နိုင်ငံပေါ်စတင် ကောက်ခံတော့မယ်။အခွန်တရားရဂန်နုစီတမှုကိုလည်းလေးပေးဆွေးနွေးသွားမှာဖြစ်တယ်လို့သမ္မတထရန့်ကဆိုပါတယ်။ရုရှားသမ္မတပူတင်ကတော့အမေရိကန်သမ္မတထရန့်ကိုဖိအားဆက်မပေးဖို့တတိပေးနေပြီဖြစ်ပါတယ်။ထရန့်ဟာမော်စကိုကို ပြစ်ခတ်ရစေးနဲ့ပတ်သက်လို့လွန်ကြုံဖိအားပေးနေပြီပိတ်ဆို့မှုတွေဖိအားပေးတာတွေဆက်လက်အရှိန်မြင့်လာမယ်ဆိုရင်တော့ drone တွေနဲ့ပဲရင်ဆိုင်ရတော့မယ်လို့ရုရှားသမ္မတပူတင်ကတတိပေးလာပါတယ်။အခု အိန္ဒိယရောတရုတ်ကိုပါစီးပွားရေးနဲ့ပတ်သက်ပြီးထွက်ရဖိအားပေးမှုကြောင့်သူတို့ကရုရှားစီကနေရေနံမဝယ်တော့တဲ့ကိစ္စဟာရုရှားစီးပွားရေးကိုအရန်ထိခိုက်သွားစေပါလိမ့်။ဒါကြောင့်သမ္မတပူတင်ကလုံးဝသိမခံတော့ပဲအစင်းမြင့်နိပညာဒရုန်းကိုမကြောက်ရင်တော့ဆက်ပြီးဖိအားပေးတာလုံးဆောင်ပါလို့ပူတင်ကအစင်ခေါ်ပြောလိုက်ပါလိမ့်။ ပိတ်ဆို့ရုပ်ယူတာဟာဖော်ရမှုကင်းတဲ့လောက်ရက်ဖြစ်တယ်လို့ဒီလောက်ရက်ကြောင့်အကျိုးဆက်တွေရှိလာလိမ့်မယ်လို့ပူတင်ကသတင်းတောက်တွေကိုပြောပါလိမ့်။ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်ရရှိဖို့မော်စကိုကိုဖိအားပေးတဲ့အနေနဲ့အမေရိကန်ဟာရုရှားရဲ့အကြီးဆုံးရင်းနှီးကမ္ပဏီကြီးဖြစ်တဲ့ Rosneft နဲ့ Lukoil တို့ကိုပြစ်မှတ်ထားပြီးတော့ပိတ်ဆို့အေးအေးမှုအသစ်တွေကိုကျင်ညာခဲ့တာဖြစ်ပါလိမ့်။နောက်ဘက်ကမ်းခြေဒေသကိုသိမ်းယူရင်အစ္စရေးကိုထောက်ခံမှုအလုံးရုတ်သိမ်းတော့မယ်လို့အမေရိကန်ကပြောပါတယ် နောက်ပတ်ကမ်းခြေဒေသကိုသိမ်းယူမယ်ဆိုရင်တော့အစ်ဇွေးကိုထောက်ပံ့ရည်တည်နေမှုအလုံးမိမိတို့ရုပ်သိမ်းမယ်လို့အမေရိကန်သမ္မတထရန့်ကပြောလိုက်ပါတယ်။အစ်ဇွေးတက်လဲတောင်းလို့ဖွယ်ရကိစ္စဖြစ်ပါတယ်။အမေရိကန်ရဲ့ထောက်ပံ့သာရုပ်သိမ်းလိုက်မယ်ဆိုရင်တော့အစ်ဇွေးဟာအာရဗ်ကမ္ဘာမှာမလွယ်ကူတဲ့အခြေအနေကြာရောက်သွားနိုင်ပါတယ်။ပါလက်စတိုင်းနယ်မြေတစ်ခုဖြစ်တဲ့နောက်ပတ်ကမ်းဒေသကို နိုင်ငံပိုင်နဲ့တည်းသွတ်သွင်းတင်ကြောင်းအစ်ဇွေးလက်တော်မှာမဲခွဲဆုံးဖြတ်ပြီးတော့အတည်ပြုခဲ့ပါတယ်။ လရဆုံးမျိုးသားရေးဝါဒီနိုင်ငံရေးသမားတွေကဥဆောင်တင်သွင်းတဲ့အဆိုတွေဟာနောက်ဘက်ကမ်းခြေဒေသတွေကအစ္စရေးအင်အားတွေရှိနေတဲ့ကျယ်ပြန့်တဲ့ area ကိုသိမ်းဖို့နောက်တစ်ခုက နောက်ဘက်ကမ်းခြေဒေသတခုလုံးသိမ်းဖို့အဆိုတွေဖြစ်ပါတယ်။ဒါဟာလွတ်တော်တွေမှာသူ့ဘာသာသူလုံနေတဲ့ကိစ္စတွေဖြစ်ပါတယ်။ခရယမဟာမိတ်ဖြစ်တဲ့အစ္စရေးဝန်ကြီးချုပ်ဗဂျမင်နီတာညာဟုကတော့အဲ့ဒီလွတ်တော်မဲခွဲမှုတွေဟာအမေရိကန်နဲ့အစ္စရေးကြားကကောင်းမွန်တဲ့ဆက်ဆံရေးကိုဂျာဝင်ခလောက်ဆန်ဖို့တိုက်ခန့်အင်အားစုတွေရဲ့အဖြတ်သဘောလုံးဆောင်ချက်ပါလို့ဝေဖန်ပါတယ်။ မိမိတို့အစိုးရအနေနဲ့အဲ့ဒီလိုဆန္ဒမရှိပါဘူးဆိုပြီးတော့ဗဂျမင်နေတာညာဟုကပြောပါတယ်။လွတ်တော်မဲခွန်းမှုတွေမှာမဲမဲပေးပဲဂျားနေကြဖို့လဲနေတာညာဟုကသူ့ရဲ့ liquid party ဝင်အမတ်တွေကိုညွှန်ကြားပါတယ်။နောက်တော့ Trump က Israel လွတ်တော်ရဲ့အားထုတ်မှုတွေနဲ့ပတ်သက်ပြီးသတင်းနောက်တွေအမေကိုဖြေကြားရမှာနောက်ပတ်ကမ်းခြေဒေသအရေးအတွက်စိတ်ပူစရာမရှိဘူးလို့မှတ်ချက်ပေးတော့ပါတယ်။ အစ္စရာနောက်ဘက်ကန်ကြီးဒီကနေ့ပတ်သက်ပြီးဘာမှလုပ်ရမှာမဟုတ်ဘူးလို့ဆိုပါတယ်ထရန်ဟာအဲ့ဒီပါလက်စတိုင်းနယ်မြေကိုအစ္စရေးသိမ်းမှလုံးဝလက်မခံကြအောင်အင်္ဂလိပ်ကပြောထားပါတယ်ဒီကိစ္စဖြစ်ကုန်မဖြစ်စေရဘူးဆိုပြီးတော့အာမခံကြအောင်ဒါကိုအာရဲနိုင်ငံတွေဆိုမိမိလက်ကတိပေးထားတောင်းမိမိကတိပေးထားတဲ့ကိစ္စအပေါ်မှာအစ္စရေးလွတ်တော်မှာအတင်းကျပ်ဇွတ်လုံမယ်ဆိုရင်အစ္စရေးဟာအမေရိကန်ရဲ့ထောက်ခံမှုအလုံးဆုံးချုံးမိတာမှတ်ပြီးတော့လို့ဆိုပါတယ် ဂါဇာငြိမ်းချမ်းရေးကိစ္စအတွက်အစ္စရေးကိုရောက်နေတဲ့အမေရိကန်ဒုသမ္မတ JD Vance ကအစ္စရေးလွှတ်တော်ရဲ့မဲခွဲမှုဟာမိမိတို့ကိုစော်ကားမှုပဲလို့ပြောပါတယ်။ဒါကနိုင်ငံရေးစတန်ထွင်တဲ့လောက်ရဆိုရင်တော်တော်ယူမိုက်တဲ့ရွေးချယ်မှုလို့ပြောပါတယ်။မိမိသဘောထားအရတော့စော်ကားမှုလို့ပြောပါတယ်။လောက်ထုံးလုံးကြီးရနောက်ဘက်ကန်ဒီတာကိုတင်ဖို့စီစဉ်ကိုအကောင့်ထဲပေါ်မယ်ဆိုရင်လွှတ်တော်ထဲမှာမဲပေးတဲ့အဆင့်၄ဆင့်ကိုဖျက်ရမှာဖြစ်ပြီးကနဦးစင်ကတော့အောင်မြင်သွားပြီဖြစ်ပါတယ်။နေတာညာဟုတ်က JD Max စီစဉ်နဲ့တိုက်ဆိုင်ပြီးလွှတ်တော်မှာမဲခွဲတဲ့လို့ရဟာ မရိကန်နဲ့အစ္စရေးကြားထဲမှာနိုင်ငံရေးသမားတွေကခလောက်ဆန်တွေးခွဲခြင်းနဲ့စိတ်ပျက်စရာအားထုတ်မှုဆိုပြီးပြည်ရင်းထံတော်ဝေဖန်ပါတယ်။တစ်ဖက်မှာလည်းဟာမတ်စ်နေနဲ့လက်မခံမှုဆိုရင်မိမိတို့အခြေမုံမှုအသိဖြစ်နေပြီဆိုပြီးသမားထွန်းကဟာမတ်စ်ကိုတတိပေးနေပါတယ်။အရှေ့လေပိုင်းမှာရှိတဲ့အမေရိကန်ရဲ့မိဘနိုင်ငံတွေဟာဂါဇာကမ်းမြောင်ကိုတဖုံနေစေလွတ်ဖို့အစဉ်သင့်ရှိတယ်လို့သမားထွန်းကတတိပေးနေပါတယ်။အာမတ်စ်လက်နက်ကင်ဖွဲ့ဟာဂါဇာငြိမ်းချမ်းရေးအစီအစဉ်ချိုးဖောက်နေတဲ့ကိစ္စမရက်တမ်းမှုဆိုရင်တော့ ရင်ဆိုင်တိုက်ခိုက်မှုတွေလုပ်ဖို့တောင်းဆိုလိုက်တာနဲ့ဂါဇာကိုမိဘနိုင်ငံတွေရဲ့တပ်ဖွဲ့ဝင်ရောက်လာမယ်လို့ဒေါ်လန်ထရန့်ကသတိပေးပါတယ်။ဂါဇာငြိမ်းချမ်းရေးစီစဉ်ကိုဆက်လက်ကောင်းထဲမဖို့ဘူးဆိုရင်လှစ်လို့ရှုမယ်ဆိုရင်အာမတ်စလန်တကိုင်ဖွဲ့ကိုမြစ်ပြတ်ချေမှုသွားမယ်လို့ဒေါ်လန်ထရန့်ကသတိပေးပြောဆိုခဲ့ပါတယ်။ဒေါ်လန်ထရန့်ဟာအရှိလေပိုင်းမှာရှိတဲ့ကျွန်တော်တို့ရဲ့မိဘနိုင်ငံတွေကဂါဇာကိုတပ်ဖွဲ့တွေပို့ဖို့အစဉ်အသင်းဖြစ်နေပါပြီ။ကျွန်တော်တောင်းဆိုလိုက်တာနဲ့ဂါဇာကိုတပ်ဖွဲ့တွေချက်ချင်းရောက်လာလိမ့်မယ်လို့သတိပေးထားတာဖြစ်ပါတယ်။ ဆိုရင်တော့ဂျလရင်အစင်းပေါင်း150ကို ယူကရိန်းကမှာယူလိုက်ပါလိမ့်။ဒါဟာတော်တော်လေးကိုငွေသုံးများတဲ့ကိစ္စပဲဖြစ်ပါလိမ့်။ယူကရိန်းသမ္မတဇီလန်စကီကိုဒီလောက်များတဲ့ပမာဏနောက်ွယ်ကနေဘယ်နိုင်ငံကထောက်ပံ့ပေးနေတာလဲဆိုတော့ရုရှားကတန်တရားရှိနေပါလိမ့်။ဆွေဒီဝန်ကြီးချုပ်ဟာယူကရိန်းသမ္မတဇီလန်စကီနဲ့ဆွေဒီနိုင်ငံတောင်ပိုင်းလင်းရှားမှာတွေ့ဆုံခဲ့ပြီး JS39 Gripen Fighter ဂျက်လိုင်းနဲ့ထောက်လို့ရနေရာကိုတွားရောက်ကြည့်ရှုခဲ့တယ်ဆိုပါလိမ့်။ အမဂရပန်တိုက်လေရင်လေးလေရင်ဆောင်ကြီးစနစ်တွေဒုံစနစ်တွေတင်းဖြတ်လက်နက်တွေတခြားစက်ကရီယာတွေထုတ်လုပ်ပါလေစူဒီဝန်ကြီးချုပ်ခရစ်စတဆန်ကလေကြောင်းကောက်ဝေးနဲ့ပတ်သက်ပြီးနှစ်နိုင်ငံကြားကာလရှည်စာချုပ်ချုပ်ခဲ့တယ်သတင်းစာရှင်ပေါ်မှာပြောပါလေအဲ့ဒီပူပေါင်းဆောင်ရွက်မှုမှာလေကြောင်းကောက်ဝေးသဘောတူညီချက်တွေပါပါတယ်သဘောတူညီချက်ရဂရပန်ဂျက်လေရင်အစင်း150ယူကရိန်းကိုပေးပို့ရမှာဖြစ်ပြီးဒီပေးပို့မှုဟာစူဒီနိုင်ငံသမိုင်းတစ်လျှောက်အကြီးမားဆုံးလေရင်တင်ပို့မှုအမှားစာဖြစ်ပါတယ် ဆူရီဝန်ကြီးချုပ်ခရစ်စတဆန်ကဒီနေ့စာကလှူဒန်းလာတဲ့ပိုတဲ့ရည်ရွယ်ချက်ရှိတဲ့စာပါဒါယူကရိန်းနဲ့ကျွန်တော်တို့နိုင်ငံခြားလေကြောင်းရန်ကာကွယ်ရေးအတွက်ကာလရှည်ပူပေါင်းဆောင်ရွက်မှုနဲ့ကာကွယ်ရေးအတွက်ဖြစ်ပါလေ။ Gripen E model ရဲ့လေရင်အဆင့်100ကနေ150ကြာကျွန်တော်တို့စပြီးထုတ်သွားမှာပါ။ဒါကယူကရိန်းလက်တက်အင်အားပိုပြီးကောင်းအောင်တည်ဆောက်ဖို့မှာကြားတာပဲဖြစ်တယ်လို့ဆိုပါလေ။ ဂရပန်ဂျက်လိန်ကိုယူကရိန်းနိုင်ငံကလာမယ့်နှစ်မှာစတင်လက်ခံရရှိဖို့မျှော်လင့်ထားပါတယ်။ဂရပန်ဂျက်လိန်ရင်စမ်းသပ်မောင်းနှင်မှုတွေကိုယူကရိန်းလက်ရည်မှုတွေလေ့ကျင့်နေတယ်လို့ရိုက်တာကဖော်ပြပါတယ်။ဂရပန်ဂျက်လိန်နေဟာအမေရိကန်ထုတ် F-35 ရှင်တို့အကြမ်းခံမှုနဲ့ဈေးနှုန်းသက်သာတယ်လို့ဖော်ပြထားပါတယ်။ပြောရရင်တော့ဈေးနှုန်းသက်သက်သက်သာနဲ့ယူကရိန်းတို့အတွက်တုံးနိုင်ခြင်းရှိပါတယ်။ယူကရိန်းကဒီလောက်ထိမှာတာဟာတော့ ရုရှားနဲ့စစ်ပွဲဟာအလွယ်တကူမပြီးဆုံးနိုင်ဘူးလို့တုံးသက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ရုရှားနဲ့ယူကရိန်းကြားစစ်ပွဲဟာနောက်နှစ်တည်းထိဆက်လက်ပြီးတော့ကူးတောပေါ်ရှိပါတယ်။ဒါကြောင့်ယူကရိန်းသမ္မတဇီလန်စကီကလည်းလေတပ်အင်အားကိုအမြင့်ဆုံးဖြည့်နေတာဖြစ်ပါတယ်။ဒီအချိန်မှာရုရှားဘက်ကတော့အရေးပါတဲ့အခြေခံအဆောင်တွေကိုကာကွယ်ဖို့ဆိုပြီးအရန်တပ်တွေကိုပါချထားတယ်လို့သိရပါတယ်။ရုရှားနိုင်ငံဟာနိုင်ငံတော်မှာအရေးပါတဲ့ အခြေခံစောင့်တွေကောက်ွယ်ဖို့စစ်ဘက်ဆိုင်ရာအရင်တက်တွေခေါ်မယ်လို့ရုရှားစစ်မှုထမ်းရုံးကြီးကဒူဘိုဂျိုဂျီဘလာဒီမာဆန်လန်ကပြောပါတယ်ဥပဒေပြဋ္ဌာန်းချက်အရသူတို့ဒေသမှာရှိတဲ့စွန့်ရင်တရုတ်ပို့ဆောင်ရေးရင်းနှီးချက်စုံနဲ့တခြားအခြေခံစောင့်တွေကောက်ွယ်ဖို့အထူးလေ့ကျင့်စခန်းတွေစီလွတ်နိုင်ဖို့အတွက်ပေးဆောင်နိုင်တဲ့ရည်ရွယ်ချက်တွေကိုရှင်းလင်းဖော်ပြထားတာလို့ဒူဘိုဂျိုဂျီကပြောပါတယ်ရန်တတွေကိုတက်ကြွတဲ့စစ်မှုထမ်းတွေစာကျုပ်နဲ့တာဝန်ထမ်းတဲ့စစ်သားတွေနဲ့မရောရှက်မိဖို့အရေးကြီးတယ်လို့ဆိုပါတယ် ရန်တက်တွေကိုသူတို့နေထိုင်ရာဒေသတွေမှာသာဖြန့်ထားမှဖြစ်ပြီးအထူးစိတ်ရစစ်စင်ဆုံးမှာလောကတောင်ဝင်ချမှာမဟုတ်ဘူးလို့တော့ပြောပါတယ်။အဲဒီလိုပဲပြီးခဲ့တဲ့နှစ်တွေကလည်းရန်တက်တွေကိုသူတို့နေထိုင်ရာဒေသတွေမှာပဲတောင်ဝင်ချမယ်ဆိုပြီးတော့ရှေ့တန်းကိုပို့လိုက်တဲ့အတွက်ကြောင့်ရန်တက်အင်အားပေါင်းတဲ့ချီကြာဆုံးခဲ့တဲ့ဖြစ်တဲ့တွေရှိခဲ့ပါတယ်။ရုရှားဟာယူကရိန်းကိုတူးကျော်တိုက်ခိုက်တဲ့သူ့လုပ်ရက်ကိုဘယ်တော့မှစစ်ပွဲလို့မတုံ့နှုံးပဲအထူးစစ်စင်ရေးဆိုပြီးသာတုံ့နှုံးနေတာဖြစ်ပါတယ်။ဒါအောင်ကြည်ကြည်အပြင်တော့ ရုရှားဘက်ကလည်းစစ်ပွဲကိုရည်ဆိုင်မှုအတွက်အလားအလာမရှိဘူးလို့သုံးသပ်ရမှာဖြစ်ပါတယ်။ရေယုစစ်တပ်တွင်းပိုင်းမှာယာရုဖြုတ်ထုတ်ရှင်းလင်းမှုတွေလုပ်ပြီးရှီကျင်းပြင်လူယုံတူကိုယာရုဒုတိယအမြင့်ဆုံးဗိုလ်ချုပ်ကြီးဖြစ်ပြောင်းလဲခန့်အပ်လိုက်တယ်လို့သိရပါတယ်။တရုတ်စစ်တပ်တွင်ပြောရမယ်ဆိုတော့တန့်စင်ရေတစ်ခုကြီးလုပ်ခဲ့မှုဒီမှာဘိုးတို့ကြီးကိုရာဒုကနေထုတ်ပယ်ခံရပါတယ်သူတို့ကတော့တန့်စင်မှုလို့တုံးတော့ပေမဲ့တကယ်တော့ရာဒုကနေဖြုတ်ပြီးတော့ထောင်ထဲပို့လိုက်တာဖြစ်ပါတယ် ဂျပန်ကြာမှာတော့ဝိုင်းရင်စစ်ဘုဒ္ဓကြီးချန်းရှာမင်ကိုဒုတိယရာထူးအမြင့်ဆုံးဘုဒ္ဓတိဖြစ်တရုတ်ကွန်မြူနစ်ပါတီကရွေးချယ်ခံအပ်ပါတယ်။သူဟာစစ်တပ်တွင်အဂတိလိုက်စောင်းမှုတိုက်ဖျက်ရေးကိုကြီးကြပ်ဆောင်ရွက်နေသူဖြစ်ပါတယ်။ချန်းရှာမင်ကိုဗဟုစစ်ကော်မရှင်ဖွဲ့ဒုခရခန့်အကြောင်းလေးရကြဗဟုကော်မတီအစည်းအဝေးနောက်ဆုံးနေ့မှာထုတ်ဖော်ကြေညာပါတယ်။ချန်းရှာမင်ဟာအစစ်အမြင့်ဆုံးဒုခရနဲ့တမားရှိပြီးရင်တော့တရုတ်နိုင်ငံရဲ့ ထိတ်တန်းစစ်ပဆိုင်ရာအဖွဲ့ကြီးဖြစ်တဲ့ဗဟိုစစ်ကော်မရှင်ဖွဲ့မှာတတိယရာထူးအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်လာမှာပါဒုတိယရာထူးအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးကျန်းရွှေရှောင်းတော့ကြော်နိုင်ခြင်းမရှိပါဘူးရာထူးကလည်းထုတ်ပယ်ခံရတဲ့ဗိုလ်ချုပ်ကြီးကိုဦးဟာစိုးရတဲ့ငွေကြေးပိုင်းဆိုင်ရာပြမှုတွေကျူးလွန်ခဲ့တယ်လို့စစ်ဆွဲခံထားအကြောင်းတရုတ်ကာကွယ်ရေးဝန်ကြီးဌာနကပြီးခဲ့တဲ့သတင်းပတ်ကထုတ်ဖော်ပြောပါတယ်ဒါပေမဲ့လည်းဒါဟာနိုင်ငံရေးအရာ ဖြုတ်ဖုတ်ရှင်းလင်းမှုသာဖြစ်နိုင်တယ်လို့ကဲခတ်တွေကယူဆနေပါတယ်ဒီဘိုးချုပ်ကြီးတွေကိုယာဒူးကထုတ်တာဟာနှစ်ပေါင်းများစွာအတွင်းတရုတ်စစ်တပ်ပေါ်ကွန်မြူနစ်ပါတီရဲ့အကြီးအမားဆုံးလူသိရှင်ကြားနှစ်ကွန်မြူကြီးပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလိုခြေရကနေနေမှုတွေလုပ်မယ်ဆိုတော့ဘိုးစစ်ကော်မရှင်ကအရေးအမှတ်ပြောနေတာလားနဲ့ချီရှိပါပြီစစ်တပ်တွင်အစိတ်သိမ့်စေတဲ့ဩဇာလွန်မှုမှုကိုတုတ်တင်ရှင်းလင်းဖို့ညွှန်ကြားထားတဲ့လမ်းညွှန်ချက်တွေကိုဘိုးစစ်ကော်မရှင်က ဇူလိုင်လကလည်းထုတ်ပြန်ခဲ့ပြီးကေရာဖုတ်အနေအတွက်တမိစီမင်းနေချမှတ်ပါတယ်။မကြာသေးခင်နှစ်ပိုင်းတွင်ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်တဲ့ဝေဖန်ကီးနဲ့လီချန်ဖူးပါဝင်တရုတ်စစ်ဘက်ဆိုင်ရာအရာရှိကြီးတွေကိုထုတ်ပယ်ခဲ့တဲ့လူသိရှင်ကြားလောက်ရကြီးတို့အ ਨੇ ပါရှိခဲ့ပါတယ်။အဲဒီကတကယ်တော့အစာပြုံးမှုသာဖြစ်ပြီးနောက်ပိုင်းမှာအကြီးကျယ်လုပ်ခဲ့တာဖြစ်ပါတယ်။ရှာလူတိုးခံခဲ့ရပြီးအသက်69နှစ်ပဲဗိုလ်ချုပ်ကြီးကျန်းရှင်မင်းဟာ တုတ်ထက်ပူရတို့ကြည့်တဲ့နောက်ဒုတိယဥက္ခရာဘိုးတို့ကြီးကျန်းယူရှာနေတူဘိုးစစ်ကော်မရှင်မှာတာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်သူကပြောရမယ်ဆိုရင်တော့တရုတ်စစ်တပ်ကအမြောက်တစ်ခွဲကဘိုးတို့ကြီးတူဖြစ်ပြီးတော့ဘိုးစစ်ကော်မရှင်ရဲ့အကြမ်းလိုက်ဆောင်မှုတိုက်ဖြတ်ရေးအဖွဲ့ခွဲမှာလက်ထောက်တွင်းမှုဖြင့်တာဝန်ထမ်းဆောင်နေပါတယ်သူကနိုင်ငံရဲ့လက်ပိုင်းရှမ်းစီပြည်နယ်သားဖြစ်ပြီးတော့1988မှာစစ်တပ်ထဲဝင်လာတာဖြစ်ပါတယ် ဂျာတာပရင်းလေးကပြီးဆုံးသွားတဲ့၄ရက်ကြာစီဝေးတွင်တရုတ်ကွန်မြူနစ်ပါတီဘိုးကွန်မတီကသူတို့ဦးစားပေးအစီအစဉ်ကိုလမ်းညွှန်ပြထားတဲ့၅နှစ်စီမံကိန်းအသစ်အတည်ပြုပါတယ်။အဲ့ဒီစီမံကိန်းထဲမှာသိပ္ပံနီးကျနည်းပညာအရကိုကိုကိုအကူဖို့လေးထားဖော်ပြပါတယ်။တကယ်လို့ကွန်ပျူတာချက်စ်ပြားနေတဲ့ခင်မီဆော့ဖ်ဝဲတွေရနိုင်ခွင့်ကို Transsoya ကစကန်တက်နေမယ်ဆိုရင်တရုတ်နည်းပညာကမ္ဘာတွေအနေနဲ့ကိုအားကိုကိုကိုလိုလာမှာဖြစ်ပါတယ်။ဒီစီမံကိန်းထဲမှာ တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွင်ပြောင်းကာလရအောင်တွန်းအားပြီးလှုပ်ဆောင်မှုတိုက်တွန်းသလိုပထမနိုင်ငံရေးရမရေးမရဖြစ်နေတဲ့အခြေအနေမျိုးမှာကာဝေးရေးတပ်ကိုခင့်မိတိုးတက်အောင်လုပ်ဖို့ဆုံးရှုံးခဲ့ရတဲ့ထုတ်ကွန်ပန်းနံဝေပြန်ရအောင်ပြည်တွင်းဝယ်ယူစားသုံးမှုတိုးလာစေလို့ဖို့လည်းတိုက်တွန်းထားတယ်လို့သိရပါတယ်။ကြားဖြန့်ကိုရဲနဲ့ပတ်သက်ပြီးဆွဆွဲမှုတွေကြောင့်ထိုင်းဝန်ကြီးတယောက်ရာထူးကနေနှုတ်ဖတ်သွားပါတယ်။ထိုင်းဒုတိယဗန်နိုင်ဝန်ကြီးဘူရာပတ်တန်ရောင်ကရာထူးကနှုတ်ဖတ်ကြောင်းကြေညာပါတယ်။ လက်ဆက်ဖြတ်ကျော်ကြားဖြန့်ခွင့်အနေနဲ့မိမိပတ်သက်မှုမရှိကြောင်းပြောပြီးတော့တရင်မှားဖြန့်သူတွေဥပဒေအရအရေးယူမယ်လို့ဆိုပါတယ်တူအားတရားမဝင်ငွေကြေးအုပ်စုတွေထူးထူးကမ္ဘောဒီးယားမှာရှိတဲ့ကြားဖြန့်ခွင့်အနေနဲ့ပတ်သက်ပြီးပတ်သက်မှုရှိတယ်ဆိုတဲ့ဆွဆွဲချက်တွေဟာမလို့မုံထားသူတွေရဲ့ပြောဆိုချက်တွေလို့ဘောရာပတ်ကဆိုပါတယ်ကျွန်တော်ဟာပြည်တွင်းမိပါမှာဗန်လုံငန်းနဲ့ဗန်နိုင်းနေပဲမှာတွေ့ကြုံနှစ်30ကျော်ရှိပါတယ်ကျွန်တော်နိုင်ငံရေးအာဏာရဖို့ဘယ်တော့မှမကြိုးစားခဲ့ပါဘူး ကျွန်တော်ရဲ့တခုတီးတော့ရွေချက်ကကျွန်တော်ရဲ့ပညာရည်နဲ့တိုင်းပြည်ကိုအလုံးကျွေးပြုလို့ပါလို့သူကဆိုပါတယ်ကမ္ဘောဒီးယားနိုင်ငံရှိကြားဖြန့်ကိုင်းတခုနဲ့ပတ်သက်တယ်ဆိုတော့ပြောဆိုချက်တွေကိုလည်းပယ်ချခဲ့ပြီးဘယ် online ငွေလေလုပ်ငန်းပေါ်မှာမပါဘူးလို့ဆိုပါတယ်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့ညီကတူ BRC ဥက္ကဋ္ဌရင်လက်နဲ့တွေ့ဆုံခဲ့တာကိုသူကဝန်ခံခဲ့ပြီးမဲ့ကမ္ဘာလီတွေမှာမှုဆောင်တော့မဟုတ်အကြံပေးဖြစ်တောင်းဝန်ယူနေတယ်ဆိုတော့ပြောဆိုချက်တွေကိုတော့ညင်ထားပါတယ် ူဟာဖုန်းနံပါတ်တစ်ခုနဲ့ Chrome Time ဘဏ်ရဲ့ bank card တစ်ခုကိုနှစ်နဲ့ချီအသုံးပြုခဲ့လို့ဘယ်အချိန်မှစုံစမ်းနိုင်ခဲ့တယ်လို့ဘူရာဘက်ကဆိုပါတယ်။ဘလို့စုံစမ်းစေမှုကိုမဆိုကျွန်တော်ကြိုးစားပါတယ်။ကျွန်တော်ဖုံးကွယ်ထားစရာဘာအကြောင်းမှမရှိပါဘူး။ကျွန်တော်ဘယ်တော့မှနိုင်ငံဖြတ်ကျော်ရာဇဝတ်ကံကိုရမှာမပါဝင်ဘူးဆိုပါတယ်။ ဒေတာရင်းကြဖြတ်ခွင့်ရည်နဲ့ပတ်သက်မှုရှိတဲ့ဆိုတဲ့ဆွဆွချက်တွေကိုစာရေးပြီးဖြည့်ရှင်ဖို့ဝန်ကြီးချုပ်အနုတင်ကတောင်းဆိုပြီးနောက်တရက်မှာသူကအခုလိုဂျာဒူကနေနှုတ်ခတ်သွားတာပဲဖြစ်ပါလိမ့်အဲ့ဒီအချိန်မှာပဲထိုင်းရဲ့တပ်ဖွဲ့ကတော့နယ်မကြီးကြားဖြန့်တရုတ်ဒူးဆိုက်ခေါင်းဆောင်ကိုတရုတ်ကိုပြန်လွှဲဖို့စီစဉ်နေတယ်လို့သိရပါတယ်။တရားမွေလောင်စာဝိုင်းနဲ့အွန်လိုင်းမှုနဲ့ကြားဖြန့်ကနေအမားကန်ခြေကုပ်နယ်မြေမှာအဓိကရင်းနှီးမြှုပ်နှံတဲ့တရုတ်ဒူးဆိုက်ခေါင်းဆောင် ရှီဂျင်ချန်းကိုတရုတ်နိုင်ငံစီပြန်လည်ပြီးဖို့ထိုင်းအာဏာပိုင်တွေကတော့စီစဉ်နေတယ်လို့သိရပါတယ်။ပြောရမယ်ဆိုရင်တော့ထိုင်းရဲတွေကဘန်ကောက်မြို့တော်မှာရှိတဲ့ရှီကို2022ခရီးကဖမ်းမိကြတာဖြစ်ပါတယ်။သူကနိုင်ငံတကာမှုကွင်းတစ်ဖက်ရဲတပ်ဖွဲ့အင်တာပိုက2021ခရီးကဝန်ထမ်းထုတ်ထားတာပါ။သူကဘန်ကောက်မှာရှိတဲ့ Crown Brand ဘိုဟိုကျင်းတော်ကြီးမှာထင်းသိမ်းထားပါတယ်။ 2023မေ25ရက်နေ့ကလည်းထိုင်းရာစုခုံရုံကအွန်လိုင်းလောင်းကစားမှုဆွဆွကြအတွက်မှုရင်ဆိုင်ဖို့သူ့ကိုမိခင်နိုင်ငံစီပြန်လွှဲပေးမယ်ဆိုပြီးအမိန့်ချမှတ်ပါတယ်။အဲဒီလိုအမိန့်ချမှတ်မဲ့အခြေအနေကကြံ့ကြာသွားပြီးတော့အခုသတင်းပတ်မှာအဲ့ဒီယူခံအတွက်နောက်ဆုံးဆုံးဖြတ်ချက်ကိုထိုင်းဖွဲ့စည်းပုံချင်းငုံဥရုံကချမှတ်ခဲ့ပါတယ်။သူ့ကိုတရုတ်နိုင်ငံပြန်ပို့တာကဥပဒေကြောင့်အရာကြိုးကြောင်းစီလျော်ပြီးအခြေခံဥပဒေပါစည်းမျဉ်းတွေကိုဖောက်ဖျက်ခြင်းရှိကြောင်းသတ်မှတ်ခဲ့ပါတယ်။ ။ဒါကြောင့်လည်းသူဟာအသေးချာပေါက်တရုတ်စီကိုပြန်လည်ပြီးတော့လွှဲပြောင်းခံရမှာဖြစ်ပါလိမ့်။အခုလိုမျိုးကြံ့ကြာနေရတဲ့ကိစ္စဟာတရားခဏ်ရဲ့အရေးပေါ်မှုကြောင့်တောင်းဆိုအောင်စီမံကိန်းတွင်နေကြောင်းတာဝန်ရှိသူတွေကပြောပါလိမ့်။လွှဲပြောင်းမှုကိုဘယ်နေ့ဘယ်အချိန်မှလုပ်မလဲဆိုတော့လုံခြုံရေးအကြောင်းပြချက်ကြောင့်လုံးဝထုတ်ဖော်ပြောခြင်းမရှိပါဘူး။သူ့ကိုဖန်ဆီးခဲ့တဲ့မှာထိုင်းရတဲ့ဘက်ကငွေနှိမ့်မှုအွန်လိုင်းလောင်းကစားမှုငွေကြေးလိမ်မှုလူမောင်ခုံမှုတွေနဲ့ဆက်နွယ်ပတ်သက်နေကြအောင်ဆိုပါတယ် ဒါမဲ့အခုလိုမျိုးဂျာဖန်ကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်ကဝင်ရောက်ကင်တွယ်ချိန်မှာပဲသူ့ကိုတရုတ်နိုင်ငံကိုပြန်လွှတ်လိုက်တာဟာဒါဟာတော်တော်လေးကိုတန်တရာကောင်းတဲ့ကိစ္စဆိုပြီးတော့လေးလာသူတွေကပြောပါလိမ့်။ကမ္ဘာနီးပညာလောကမှာ Google ရဲ့ထိုင်ကုံစလှုပ်ပြီလား။ OpenAI ရဲ့ AI browser တစ်ကြောင် share တန်ဖိုးဒေါ်လာဘီလီယံ100နီးပါး၊နိုင်ပိုင်းတွင်လေတဲ့လွင့်တော်ပြီဖြစ်ပါလိမ့်။ ChatGPT ကိုဖန်ပြီးခဲ့တဲ့ Open AI Company က Google Chrome ကိုတိုက်ရိုက်စစ်ကြေညာလိုက်ပါပြီ ChatGPT Atlas လို့ခေါ်တဲ့ search browser တစ်ခုကိုအင်္ဂါနေ့ကမိတ်ဆက်လိုက်တာနဲ့တပြိုင်နက် Google ရဲ့ Mixing Company Alphabet ရဲ့ဈေးကွက်တန်ဖိုးဟာနိုင်ပိုင်းတွင်ဒေါ်လာဘီလီယံတရာကျော်အမွှေးပြန်သွားပါတယ်ဒီသတင်းကြောင့် Alphabet ရဲ့ share တွေတော်လေးလှုပ်ခတ်သွားပြီးတော့ဈေးကွက်ပိတ်ချိန်မှာ2.37အရာခံတုန်းအထိကျဆင်းသွားပါတယ်ဒီ ChatGPT Atlas ဆိုတာက AI စွမ်းသုံး web browser အသစ်ပါကဘာကျော် ChatGPT ကိုအခြေခံတိစောက်ထားလို့ user တွေကဘယ် web page ကိုကြည့်နေနေ browser မှာပါတဲ့ SChatGPT cloud လေးကိုနှိမ့်ုံနဲ့စာမျက်နှာကနေမထွက်ပဲမိကုန်းတွေမိတာရှုပ်ရှုပ်ရှက်ရှက်စာတွေကိုအချင်းကျုပ်ခိုင်းတာတွေလုံးနိုင်မှာပါရင်ကပြောပြဘူးတာတွေကိုမှတ်ထားတဲ့ memory ပါတာကြောင့်စကားပြောစမှုဟာပိုပြီးအဆက်ဆက်ရှိမှာဖြစ်ပါလိမ့် ဒါနဲ့မကသေးပါဘူး agent move ဆိုတဲ့ကိုအစင်းမြင့်တဲ့ feature တစ်ခုလည်းပါလာပါတယ်ပတ်စံပေးရတဲ့ plus တော့မဟုတ် pro သုံးတဲ့သူတွေအတွက်ကတော့ဒီ feature ဟာတကယ်ကိုသုံးတယ်မှာပါဒီ agent က user ရဲ့ကိုယ်စား internet ကိုသူ့ဘာသာဝင်ရောက်ရှာဖွေမှာဖြစ်ပြီးလိုချင်တဲ့လုပ်တွေကိုပြီးအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။လောလောဆယ်တော့ Apple computer တွေမှာ Atlas ကိုခါမဲ့စတင်ရရှိနေပြီဖြစ်ပါတယ်။ Open AI ရဲ့ဒီ challenge တစ်ဟာ Google ကိုတကယ်ဖိအားပေးလိုက်တာပါပဲ။ လေလာသုံးသူတွေကတော့ဒါဟာ AI ကြိုင်ပွဲမှာနောက်တစ်ဆင့်တက်လိုက်တာဖြစ်ပြီးဘသူရဲ့ AI ကအင်တာနက်သုံးသူတွေရဲ့အကြိုက်ဆုံးဖြစ်လာမလဲအပြိုင်ဆိုင်လုံနေတာလို့သုံးသပ်ပါတယ် ChatGPT ရဲ့နာမည်ကြီးပြီးသားလူကြိုက်များမှုက Atlas အတွက်အားသာချက်ဖြစ်ပေမဲ့ Google ဘက်မှလည်း user media ပေါင်းများစွာကိုဝန်ဆောင်မှုပေးနေတဲ့ ARM Empire ကြီးရဲ့အားသာချက်ကရှိနေစေဖြစ်ပါတယ်ဒီလအစောပိုင်းက Open AI ရဲ့ဒီပါဝလီနေ့မှာ အော့မန်က ChatGPT ကိုအသုံးပြုသူရေအတွက်ဟာတန်း800ထိရောက်ရှိပြီဖြစ်ပြီးဖေဖော်ဝါရီကနေတန်း400ထိတိုးလာတယ်လို့ပြောထားပါတယ်။ online ရှာမွေမှုတွေမှာ Google ကသူတယောက်တည်းလွှမ်းမိုးထားတယ်လို့ကြေညာပြီးဒီနှစ်ကျမှ OpenAI က browser တက်ထုတ်ပြီးတော့စိန်ခေါ်လိုက်တာဖြစ်ပါလိမ့်။လက်ရှိအချိန်မှာ online အသုံးပြုသူတွေဟာ ChatGPT လိုမျိုး LLM model ကိုအသုံးပြုပြီးရှာဖွေမှုတွေပြုလုပ်တာကဇူလိုင်လမှာဆို9.99ရာခိုင်နှုန်းထိရှိလာတာပြီးခဲ့တဲ့နှစ်ကလည်းနှစ်ဆတိုးလာပါတယ်။ Google ဟာ AI နည်းပညာမှာကြီးမားတဲ့ယဉ်ကျေးမှုတွေလုပ်ထားထားပြီး AI နည်းပညာသုံးဖြည့်ဆွမှုတွေနဲ့ရလက်ဖော်ပြမှုတွေကိုဦးစားပေးရွေးထားပါတယ်။လက်ရှိ ChatGPT ရဲ့ Atlas Browser ဟာ Master ပဲဖြစ်ပြီးတော့ download လုပ်ခွင့်ပေးထားတာကိုလည်းတွေ့ရပါတယ်။